ုင်ငံမှာဖြစ်ပေါ်နေတဲ့နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့်ထိုင်းမြန်မာနှစ်နိုင်ငံသဘောတူညီထားတဲ့ဗီဇာသက်တမ်းကုန်အလုပ်သမားတွေအနေနဲ့ဆက်လက်လုပ်ကင်ခွင့်ရရေးအစီအစဉ်ဟာစတင်နိုင်မှုမရှိသေးတာကြောင့်ထိုင်းနိုင်ငံမှာဗီဇာသက်တမ်းကျော်လွန်ပြီး overstay ဖြစ်နေတဲ့မြန်မာအလုပ်သမားသသိန်းကျော်ရှိနေတယ်လို့ထိုင်းခြေဆိုင်ရွှေပြောင်းအလုပ်သမားအခွင့်ရေးကွန်ရက်မှသိရပါဗျ။ထိုင်းခြေဆိုင်ရွှေပြောင်းလိုသမားအခွင့်ရေးကွန်ရက်မှာအတွင်းရေးမှုကိုစိန်ထေးကအလို့သမားတွေဟာပုံအောင်နေရပြီးအချို့တွေကလည်းလမ်းမှာသွားလာရင်းနဲ့ရဲဖမ်းခံရမှု ပွဲစားတွေရဲ့ဗီဇာတက်တန်းတိုးပေးမယ်လို့ဆိုကပတ်စံလိမ့်လည်မှုတွေရှိနေတယ်လို့ဆိုပါတယ်။ထိုင်းနိုင်ငံမှာဗီဇာတက်တန်းကုန်ဆုံးတဲ့အလုပ်သမားတွေဟာတရက်ကိုလူဦးရေ900ဝန်းကျင်လောက်တိုးနေတယ်လို့သိရပါတယ်။ဒါအပြင်ထိုင်းနိုင်ငံမှာပြည်ဝင်ဗီဇာတက်တန်းလေးနှစ်ပြည့်ပြီးတက်တန်းကုန်ဆုံးနေတဲ့မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက်ထိုင်းမြန်မာနယ်စပ်ဒေသတွေဖြစ်တဲ့မဲဆိုင်တချီလိန်၊မဲဆောင်မြဝရီ၊ပူနရွန်တီခီ၊စံကောင်းမောတောင်နဲ့ရနှောင်းကော်တောင်စတဲ့မြို့တွေမှာ One Stop Service Center တွေဖွင့်လှစ်မှုအစီအစဉ်ကိုလည်းရပ်ဆိုင်ထားပါတယ်။ မြန်မာအစိုးရအနေနဲ့ထိုင်းနိုင်ငံမှာဗီဇာတရမ်းကုန်ဆုံးနေတဲ့မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကိုနိုင်ငံကူးလက်မှတ်မှာအဝင်ထွက်ပြရုံနဲ့ထိုင်းနိုင်ငံမှာဆက်လက်အလုပ်လုပ်ကင်ဝင်ရဖို့လုပ်ငန်းစဉ်များနိုင်ငံကူးလက်မှတ်ပြောင်းလဲထုတ်ပေးမဲ့လုပ်ငန်းစဉ်အတွက်ထိုင်းအစိုးရနဲ့သဘောတူညီမှုရရှိခဲ့ပြီးဖြစ်ပေမဲ့လုပ်ငန်းတွေကိုလက်ရှိအချိန်ထိစတင်နိုင်မှုမရှိသေးပါဘူး။ ်အလုတ်သမားအလုတ်ကိုင်းနဲ့လူမှုဖူလုံရေးဝန်ကြီးဌာနအနေနဲ့ထိုင်းနိုင်ငံအတွင်းရောက်ရှိနေတဲ့တရားမဝင်အလုတ်သမားတွေတရားဝင်ဖြစ်ရေးအတွက်ထိုင်းနိုင်ငံအတွင်းယာယီနိုင်ငံကူးလက်မှတ်ထုတ်ပေးရုံတွေအများပြားဖွင့်လှစ်ခဲ့ကအထောက်အထားတွေထုတ်ပေးခဲ့ပါတယ်ဒီလိုထုတ်ပေးမှုကလည်း2023ခုနှစ်ဩဂုတ်လအထိမြန်မာရွှေပြောင်းလူသမား16တန်းကျော်အတွက်အထောက်အထားတွေထုတ်ပေးပြီးဖြစ်ပြီးထိုင်းနိုင်ငံတွင်မြန်မာရွှေပြောင်းလူသမား3တန်းကျော်ရှိနေတယ်လို့သိရပါတယ်